audio boat by anc channel ကိုအစီအမြဲစောင့်မျှော်နှားစေနေကြသော ပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မှတစ်ပါးဇလန်လေးရဲ့အပိုင်း9ကို ချိုမဆက်လက်တင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ ဒေါ်ပလဲဒီတားဖြစ်သူကိုစူးစမ်းကြည့်နေတယ်လို့ဖျားစဘွားကိုယ်တိုင်လည်းစိတ်မလုံးလို့ခံစားနေရသဖြင့်မျက်နှာလွှဲနေမိသည်တကယ်ပါသူကစင်းသွားခိုင်းတာလည်းမဟုတ်ပါပဲနဲ့သူ့ကိုလာပစ်တင်လို့ကတော့မရဘူးမဟုတ်လားစင်းသွားပါလို့လည်းမပြောခဲ့သလို꽈ပေးပါလို့လည်းအချက်မကိုင်းခဲ့ဘူးအရာရာကိုသူမဘာသာစိတ်ကိုင်းကြလို့နိုင်ပြီးသူ့ပေါ်ကောင်းပုံချခြင်းနေသည့်ကျွဲကတိတ်တော်တဲ့မိန်းမပဲမင်းဘာဆက်လုပ်မှလဲရာစဘွားမင်းအိမ်တော်ကြီးကိုဘာဆက်လုပ်မှစဉ်းစားထားလဲ ရာဇာဘွားမဆိုင်မတော့ပင်ပြန်ဖြေသည်။သူ့ကွာခြင်းကွာပြီးမယ်မမေ။ကျွန်တော်တို့ဘာမှမလုပ်တာလည်းမဟုတ်ဘူး။ရိုက်လည်းမရိုက်ဘူး။ဒေါ်ပလဲဒီခုံကိုပြန်ကနေရက်ချလိုက်တယ်လို့။အခုကျွတ်မှာကိုဝင်ရှိနေပြီလေ။ရာဇာဘွားဟင်းကနေဖြစ်သွားတယ်လို့တအံတော်ဖြစ်သွားရသည်။မယုံနိုင်တာမို့မမေကိုငေးကြောင်ကြည့်နေမိပေမယ့်။ကြွက်စီမှာသူ့ကလေးရှိနေပြီဆိုတာဘလို့ခံစားချက်မျိုးမှမသိ။မင်းဒီကလေးကိုလိုချင်ရဲ့လား။ ခရားမိမိမိကွန်းကြောင့်ရစာဝါကြောင်အသွားရတယ်လို့နားမလဲတာမို့ပြန်မေးမိလိုက်သည်ဘာအောင်မေးတာလဲမမေးလိုချင်ရဲ့လားဆိုတာဘလို့ပြောတာလဲမဟုတ်ချင်မှဥဟုတ်ခင်တာတဘာဝပဲလေမင်းမကြွဲ့ဦးမချစ်တာအဲ့တော့ခလေးကိုမယူချင်ရင်ရစာဝါအံ့ဩထိတ်လန့်သွားရတယ်လို့မမေးဒါကျွန်တော်ခလေးလေးလေဘာကြောင့်ကျွန်တော်မလိုချင်ရမှာလဲကြွဲ့ဦးမချစ်လဲဒါကျွန်တော်ရင်သွေးပဲကျွန်တော်ပဲပိုင်ရမှာပေါ့ ဒေါပလဲသည်နှကမ်းပါကိုမဲ့ချမိ။ကောင်းပြီ။အဲ့ဆိုရင်ကြွယ်နဲ့ပြန်ပေါင်းပေါ့။အခုသွားမယ်။လိုက်ခဲ့။ဟမ်။မမေအတွေးတွေကိုတခါတည်းရန်သူလိုက်မမေတလို့။သူသာမလို့ခြင်းဦးဆိုရင်မမေပါလို့မှလဲ။စင်စားကရင်ထဲပူသွားရသည်။မမေဘလောက်ရက်ဆက်တက်တယ်လဲဆိုတာသူအသိဆုံးပဲ။သူတတလုံးမမေစီမှာနှွေးထွေးမှုဆိုတာမျိုးရှာကြည့်ခဲ့ဘူးပါသည်။အေးဆက်တော့အရေးငွေတွေသာပေါပေါလောလောတွေ့ခဲ့ရသလိုနှွေးထွေးမှုဆိုတာစိုးစင်မှပဲမခံစားမိခဲ့ပါ။ သမုဒိယကိုသူချစ်တယ်ဆိုတာလည်းမမေ့ချောင်မင်းသမုဒိယကမမေ့အထောက်ပံ့ကိုငငယ်တဲကရနေသူမို့မမေ့ဩဇာကိုမလွန်ဆန်နိုင်ချုပ်တဲ့ဒီပုံစံလေးကိုကြည့်ပြီးသူ့တနာကချစ်ခဲ့ခြင်းမင်းဟိုစကားလေးကကျွေးရုနေထိုင်သည့်လမ်းထဲဝင်လာသလိုတဖြည်းဖြည်းသူ့စိတ်ထဲတစ်မျိုးဖြစ်လာ၏အခုပုံစံကသူဟာမိမဖြစ်သူအိမ်ပေါ်ကဆင်းသွားသည်အားမနေနိုင်လို့လက်ခေါ်နေရတဲ့ပုံစံမင်းကြည်စမ်းသူ့မာနာကိုထိခိုက်လိုက်တာသူ့ကိုနှိမ်ချသည်ဆိုလို့ခံစားလာရသလို့ သူကကြွေကိုရှုံနှိမ်သွားရတာလား။ကဲဆင်းနေရကြပါ။ကားတကားကိုဆွဲပင်ကသူ့ပဲလှည့်ပြောလာသည်မိမိအား။သူစူးဆိုင်ကြည့်လိုက်ရင်မှဆုံးဖြတ်ချက်ချပြီးသားဖြစ်ကာ။ကျွန်တော်ကားပေါ်မှာပဲစမယ်။ပြန်ပေါင်းကျင်မယ်ဆိုခေါ်လာခဲ့လိုက်ပါ။အိမ်ထဲမှွန်ချင်။အေဂန်ထဲတွင်ထိုင်နေသည့်ကြွေမျက်နှာလေးကနွမ်းဖြော်နေသလိုကြွေအရှိရင်ထိုင်နေသည့်မိမိကြီးကိုစိတ်မောသလိုငေးကြည့်မိ။ကြွေမှာကိုဝင်ရှိတာသိနေတာမို့ကြွေကိုလှုပ်ပေးထားဖို့မပေါ်ပါ။ တမီးတမီးတကူကောင်းဆန်လို့မရတော့ဘူးနော်ခလေးရှိကိုကြည့်ရအောင်မယ်ကြွက်ဘက်ကမမမမရက်တီပေးခဲ့သည့်ဖီဖီကိုတိုင်ကသူ့မီးအတွက်ကြိုပြီးစိတ်ပူနေခဲ့တယ်လို့သတိပေးလာခဲ့သည်ဆွေမျိုးဆိုတာလဲကြွေဟာတစ်ခုလက်အဖြစ်ကိုရွေးကတမင်တမျိုးလုံးသိခါကြစေသည်ကိုပြောဆိုကြ၏လင်းယောက်ျားဖောက်ပြန်တာကိုကြိတ်မိတိခံပြီးလူမသိအောင်နေလို့ရသည်ကိုကြွေဟာတအားစာချက်သည်ထင်ကြ၏လင်မယောက်ွယ်မဲ့ရေးမှာဖောက်ပြန်ခံရတာကြွေပေမဲ့ ကျဲ့ဘက်မှာမြည်သူကမှရှိမနေခဲ့ပါရီစီယာတော်ကောင်းဒီကမှားကြတာကသူတို့ကိုကြွေအားတရက်ခံဖြစ်စေကသနာတလို့စကနာထိုးလာကြ යි ကျွေအဖြစ်ကဘာများပါလိဟုတ်တယ်ကျွေဟာမိမတယောက်ဖြစ်နေခဲ့သည့်အဖြစ်ပင် လင်းဖောက်ပြန်ခံရတာမေယာအတော့မကြလို့ကျွေအထိန်သိမ်းညံ့လို့ဖြစ်ပေမဲ့ဖောက်ပြန်သည့်လင်းဟာယောက်ျားမှုဒါဟာယောက်ျားသဘာဝလို့နားလည်ပေးကြသည် အခုလဲကျွေက ကျွေရင်သွေးကိုငဲ့ရပေုံကြီးလှလုံးကျွယ်တာကကားပေါ်မှာပါပါတယ်သူမင်းစိတ်နှောက်ရက်ဖြစ်မှာဆဲလို့ကားပေါ်မှာပဲနေခဲ့တာကျွယ်ခက်ရရတာပြုံးမိ í ကျွယ်တိတာပေါ့ကိုကိုကကျွယ်လင်လေကိုယောက်ျားကြောင့်ဟိုကိုမတိအောင်ကျွယ်ကတုံးအာနေတဲ့မိမမမဟုတ်တာမင်းဒီအိမ်တော်ကြီးကိုဖျက်ဆီးတော့မလို့လားလှလုံးကျွယ်ပြန်ပြီးပြုတ်ပြင်မှုစိတ်မကူးတော့ဘူးလားကျွယ်မေမေကြီးညနာကိုငေးဆိုင်ကြည့်ရင်မှာ ဒီအိမ်အောင်ရေးသာတာရမယ်ဆိုကျွဲဘာပဲလုပ်ရလို့ရလုပ်မှာပါဒါပေမဲ့ကိုကိုကကျွဲစကားကိုအဆက်မခံပဲလက်ကပြလိုက်တဲ့ဒေါပလဲတီတောင်ကျွဲပြောတဲ့စကားကလည်းရက်သွားရည်သားသမီးဆိုတာကျိုးဝဲလာလွင်ကျဲမင်းသာချီနှောင်တဲ့ရင်သားကိုချုပ်ကင်နိုင်မှာပါကျွဲတက်ပြင်းတာချမိပမလာသေးသည်ကိုပိုက်လေးကိုကိုပြန်ဆမ်းမိရင်အရေးကိုမိသည် ကောင်းလာမလားဆိုသည်မျှော်လင့်ချက်လေးဖြင့်ထက်မှန်မိုက်မဲခဲ့မိပြန်သည် ရာဇဘွားမနက်စာဝိုင်းနေထိုင်နေရင်မှာလာချပေးသည့်မနက်စာကိုကြည့်လိုက်ပြီးတော့မဟင်းကမူဟိရေထဲ့ပေးရန်ပြင်နေသည့်ကျွဲအားလက်ကားပြကမင်းထိုင်နေစမ်းပါကျွဲအလုသမားတွေအများကြီးပဲသူတို့ကသူတို့လုပ်လိုက်မယ်ကျွဲနေရရင်ပြန်ထိုင်ကမဟင်းကပကံလေးဆွဲယူလိုက်စရော်ခဲတော့ခေါ်လာခဲ့ကိုကုအမိန်ပေးတဲ့ကြောင့်မင်းကလေးတယောက်ကစတော်ခဲကိုသွားခေါ်လာကကိုကုအနာခက်ရိုရိုလာရဲ့ဤကျွတ်အတွက်အစားအသောက်ကိုအတီးတန့်ပြင်ပေးနော် အဟာရရှိတာတွေပဲကျွေးမယ်။တခြားပောက်ကရကြီးလုံးဝမကျွေးနဲ့။ဟုတ်ကဲ့ပါသခင်လေး။ကျွဲမင်းနဲ့ကို အောက်ထပ်ကအခန်းတစ်ခုမှာပြောင်းနေမယ်။ဟင်ဘာလို့လဲ။ရာဇဝါမျက်မှောင်ကျုံနေလိုက်တယ်လို့။လှေကားတက်စင်ကအနေရများတာမင်းနည်းနည်းလေးမှမသိတာ။ကျွဲနှခမ်းလေးတင်းတင်းစီဝါရတယ်လို့ခေါင်းသာညှိပြလိုက်သည်။ကျွဲဆိုင်အိမ်ကိုပြန်ရောက်သည့်နေ့ကကိုကိုဟာတညာလုံးမအိပ်ဖဲကျွဲပိုက်ကိုလာလာဆန်းကြည့်နေတာကိုနှုတ်တော်ဝဲအိတ်တော်ဝဲဖြင့်ကျွဲတည်နေသည်။ ကိုကိုဒီကလေးကိုလူလူလားလားသိရှိတာကျွဲပြောပါသည်။ရာဇဘွားဆရာဝန်စကားကြောင့်သဘောကျစွာပြုံးမိ၏။ကျွဲကိုတားဖွားဆရာဝန်နဲ့နေစဉ်ပြချင်တာမို့အိမ်ကိုတားဖွားဆရာဝန်၃ယောက်ခန့်နေစဉ်အလှည့်ကျတရက်တရောက်လာရသည်။အခုလဲစေးယုံမမွေးဖို့ဖားဖို့ပြင်ဆင်ရမလားတိုင်းမင်းနေသဖြင့်သူကဆန္နာစောသလိုဖြစ်နေသည်။မြို့မင်းကအရန်ဆန္နာစောနေပါယူရာ။မြို့မင်းကတော့အခုမှကိုဝင်လာနေတော့ဗိုက်တောင်မထွက်သေးဘူးဗျ။ ကျွဲရကြည့်ရတာတိတ်အားနဲ့နေတယ်လို့ပဲဗျာတုတ်တော့အားမရဘူးအစားဆိုလည်းနည်းနည်းလေးစားတယ်ဒါတော့ကိုဝင်ဆောင်ရင်အစားတော့ပြစ်ကြတာလည်းရှိပါတယ်နည်းနည်းနဲ့ခဏခဏကျွေးပေါ့ဟုတ်သားပဲသူအိမ်ရလူတွေလည်းမှားထားရမင်းမင်းသူ့ရင်သွေးကိုပြည့်ပြည့်စုံကလိုလေသေးမရှိစေချင်းကဘာပေါ်မှာသူ့သွေးသားလေးရှိနေပြီဆိုတဲ့အတိကဘလောက်တောင်ချီနူးစီအောင်ခေါင်းလိုက်တယ်လေရှားစားပွားသည်သူ့ရင်သွေးနှင့်ပတ်သက်ရင်းအတော်လေးအဆုံရောက်၏ ဂျာဟာမိခင်ဖြစ်သူထံမှအမွေရခဲ့ခြင်းဖြစ်သလိုသူကတော့သူ့သားသမီးကိုနှွေးထွေးမှုတွေပေးခြင်းသည် သူ့ရင်သွေးနှင့်ပတ်သက်လျင်ကျွဲ့ကိုလည်းပတ်စားမပေးနိုင်သလိုမိခင်ဖြစ်သူတော်ပလဲသည်ကိုလည်းစိတ်မချနိုင်သူသာလျင်သူ့ရင်သွေးကိုအချစ်ဆုံးဟုထင်မှတ်သူပဲအရဘာဇလန်လေးရဲ့အပိုင်း9ခုလေးကတော့ ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။အပိုင်းရှစ်လေးကိုမကြခင်မှာတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်ဆောင်ရွက်နာစဉ်အားပေးကြပါအောင်ရှင်။ယေရှုများကြီးတင်ပါတယ်ရှင်။